အာနာသိစကောင်တီခေါင်းဆောင်ငလျင်တန်တဲ့စကိုင်းမျိုးကိုငလျင်ပြီးဒုတိယအကြိမ်ဖြစ်မနေ့ကဂျော်လာ၁၀ရက်ကရရှိနေချိန်မှာစကိုင်းတိုင်းပလဲမြို့နယ်အတွင်းစစ်တပ်ရဲ့ဂျက်တိုက်လေယာဉ်ပြစ်ချခံရတဲ့တရင်ကိုကြားပြီးမူလစီစဉ်ထားတဲ့အစီအစဉ်တွေကိုဖျက်သိမ်းသွားတယ်လို့သိရပါတယ်။မနေ့ကမွန်လဲပိုင်းမှာစကောင်းဆောင်ဟာစကိုင်းမျိုးကိုရရှိနေတာဖြစ်ပြီးပလဲနယ်မှာတိုက်ပွဲပြင်းထန်နေတဲ့ကန်းတောက်ရွာနေမြေရဲစခန်းစီပြစ်ကူပေးတဲ့တိုက်လေယာဉ်ပြစ်ချခံရတဲ့အချိန်နဲ့တိုက်ဆိုင်သွားတာပါ။သူရောက်နေတော့ပလဲကလေယာဉ်တရင်ကြားတာပဲ။ မူလအစီအစဉ်ကတော့ငလျင်ဘေးတင်သူတွေနဲ့ထပ်တွေ့ဖို့ပဲဒါပေမဲ့မျက်စိမျက်နှာပြတ်ပြီးပြန်သွားတယ်လို့စစ်ကောင်းဆောင်တွားရောက်ခဲ့တဲ့စကိုင်းမြို့ကောင်းမှုတော်ဇေဒီဂဘကအဖွဲ့နဲ့နှိဆက်သူကပြောပြပါတယ်နှစ်ပေါင်းတရာကျော်အတွင်းမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ဖြတ်အားပြင်ငလျင်ကြီးကြောင့်စကိုင်းမန္တလေးနဲ့နေပြည်တော်တို့ဟာဆူဆူရွရွထိခိုက်ပျက်စီးခဲ့ရတာပါငလျင်ပြီးနောက်ရက်မှာစကောင်းဆောင်ဟာမန္တလေးကိုတွားရောက်ခဲ့ပေမယ့်မန္တလေးနဲ့အေယာဝတီမြစ်တာချတဲ့စကိုင်းမြို့ကိုမတွားခဲ့ပါဘူး ငယ်လျင်ကြီးရဲ့ဗဟိုချက်ဖြစ်ပြီးပြည်စီဆောင်ရှောင်းမှုစွစွရွရွကြုံခဲ့ရတဲ့သခိုင်းမျိုးကိုငယ်လျင်ပြီးဆယ်ရက်ကြာမှတောင်းရောက်ကြည့်ရှုခဲ့တာပါမနေ့ကသခိုင်းခီးစဉ်ကတော့ဒုတိယအကြိမ်ဖြစ်ပါတယ်စက်ကောင်စီထင်းချုပ်ထားတဲ့နိုင်ငံပိုင်သတင်းစာမှာတော့သခိုင်းခီးစဉ်မှာငယ်လျင်တန်ခံခဲ့ရတဲ့ကောင်းမှုတော်စီတီသခိုင်းမျိုးအားထကတက်ကြောင်းစွမ်းဦးပုံညာရှင်စီတီသခိုင်းတရာအင်းဝါတို့ကိုတောင်းရောက်ကြည့်ရှုခဲ့တယ်လို့ဖော်ပြပါတယ်ဒါအပြင်တိတကူဆရာတော်ကိုလည်းတောင်းရောက်ဖူးမြော်တယ်လို့ဖော်ပြထားတာတွေ့ရပါတယ် ဒါပေမဲ့သခိုင်းမျိုးကငလျင်တန်တဲ့ပြည်သူတွေစီတွားရောက်တယ်ဆိုတော့ကိုစကောင်စီထိန်းချုပ်ထားတဲ့သတင်းစာတွေမှာလည်းဖော်ပြတာမျိုးမရှိပါဘူး။လက်နက်ဆွဲကင်တော်လှန်မှုအမြင့်ဆုံးမှာရှိနေတဲ့သခိုင်းတိုင်းရဲ့မြို့တော်သခိုင်းမျိုးစီစကောင်စီခေါင်းဆောင်ရောက်လာတာကနည်းမြဲဆုံးမမှုရှိတယ်ဆိုပြီးနိုင်ငံတကာကပြသချင်တာကြောင့်ဖြစ်တယ်လို့မြို့ခံလူငယ်တူကပြောပါတယ်။ဒါပေမဲ့သခိုင်းမျိုးကိုရောက်ချိန်မှာပဲတိုက်လေရင်ပြစ်ချခံရတယ်ဆိုတဲ့သတင်းကိုစကောင်ဆောင်ကြုံရတာပါ။သူကအတိတ်နမိတ်ကိုယုံတယ်လေ။သူလန့်နေမှာတေးကြတယ်လို့ စကိုင်းမြို့နယ်လူငယ်တူကဆိုပါတယ်မနေ့ကစက်ကောင်စီလေတက်ရဲ့ဇက်တိုက်လေရင်ကိုမမပြည်ကွန်မြူနတီပါတီရဲ့တက်ဖြစ်တဲ့ပြည်သူ့လွတ်မြောက်ရေးတက်မတော်ပြရလေအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနလာအောက်ခံတက်တွေဖြစ်တဲ့ရင်းမပင်ခရိုင်ပါကဖာရင်းမပင်မြို့နယ်ပါကဖာလက်ယုံတက်ဖြစ်တဲ့ ULF တို့ကပြစ်ချခဲ့တာလို့အသီးသီးထုတ်ပြန်ထားကြပါတယ်စက်ကောင်စီဘက်ကတော့တိုက်လေရင်ဟာလေးချက်ပြတ်တန်းချက်ရုတ်တရက်ဆက်ချုပ်ရင်းပြီးမြေပြင်ပေါ်ပြတ်ကျကမီးလောင်ပျက်စီးသွားတာလို့ကြေညာထားပါတယ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီကိုခုခံတော်လှန်နေတဲ့တော်လှန်ရေးတပ်တွေကပြစ်ချခဲ့တဲ့တိုက်လေရင်နဲ့ရဟတ်ရင်စုစုပေါင်းအ ਨੇ စုံဆက်နစီရှိပြီဖြစ်ပါရဲ့ရှင်။